ရန်ကုန်မြို့ကရန်ကင်းကလေးဆေးရုံကြီးမှာရခိုင်က6နှစ်ကျော်အရွယ်ကလေးငယ်တယောက်ဟာကြောက်ကဲ့ယောဂါကိုအရွယ်နဲ့မမြအောင်ပြင်းထန်စွာခံစားနေရပြီးသူ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ကလေးမိခင်စီကနေသိရပါတယ်။ကြောက်ကဲ့ယောဂါကိုပြင်းထန်စွာခံစားနေရတဲ့ကလေးငယ်ကတော့ရခိုင်ပြည်ကြောက်တော်မြို့ပိုက်တီရက်ကွက်ကဒေါ်သက်ဖူးလွင်24နှစ်ရဲ့သမီးဖြစ်သူမဝင်းဖူခိုင်ဖြစ်ပါတယ်။ မဝင်းဖူးခိုင်ဟာကြက်ကွက်ယောဂဝေဒနာကိုခံစားနေရတာ9လလောက်ရှိနေပြီဖြစ်ပြီးရခိုင်မှာ10လလောက်ဆေးကုသခံခဲ့ပေမဲ့ယောဂါကပြင်းထန်လာလို့ဆရာဝန်ရဲ့လမ်းညွှန်မှုကြောင့်ရန်ကုန်ကရန်ကင်းကလေးဆေးရုံကြီးမှာဆေးကုသမှုခံယူဖို့ရောက်ရှိနေတာဖြစ်တယ်လို့မိခင်ဒေါ်သက်ဖူးလွင်ကရုပ်တံအင်တာဗျူးတစ်ခုမှာပြောထားပါတယ်မဝင်းဖူးခိုင်မှာယောဂါအချိန်ကြောင်းဘိုက်ညနာလက်နဲ့ခြေတောက်တို့ပါဖောရောက်နေပြီး က္ကန့်ပိုင်းလောက်ပဲထိုင်ပြီးနေနိုင်တယ်လို့အိတ်မပြောတာရီလေးဖြစ်နေတယ်လို့ကူညီပေးနေသူတွေကပြောပါရယ်ဒီကလေးကိုစေကူတာနိုင်ဖို့ငွေကြီးမတက်နိုင်လို့ရခိုင်ကအဖိုးဖွားရဲ့နေအိမ်ကိုပောင်းပြီးဆေးလာကူတာလို့ဆိုပါရယ်ကလေးရဲ့ဖခင်ဖြစ်သူဟာမလေးရှားနိုင်ငံမှာအလုပ်လုပ်နေပြီးလက်ရှိမှာဖမ်းခံထားရတဲ့အတွက်မိသားစုနဲ့အဆက်အသွယ်မရတာတလက်လောက်ရှိပြီလို့လည်းသိရပါရယ်လက်ရှိမှာအဲ့ဒီကလေးငယ်ကိုကြောက်ကက်စေဖို့နဲ့အစ်စ်လေးပေးဖို့ ငွေကြေးအရေးတကြီးလိုအပ်နေတယ်လို့သိရပါဗျ။